ဲငလင်းလှုပ်ပြီးလို့ဒါနိုင်ပိုင်းအကြာချို့နောက်ဆက်တဲ့ငလင်းတွေလှုပ်နေတုံးမှာတောင်မှပဲဘုံကျဲမပြတ်တဲ့မင်းအောင်လိုင်ကဒါအပြစ်ခက်ရက်စဲမယ်ဆိုပြီးတော့ရုတ်ရက်ကြီးဘာကြောင့်မလို့ကျင်ညာလာတာလဲပေါ့ဟုတ်ပါတယ်ဒါအချမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ရပါတော့ငလင်းလှုပ်နေတဲ့အချိန်မှာတောင်မှပဲဘုံကျဲမပြတ်ဖဲနေပါတော့ရုတ်ရက်ကြီးဒါအပြစ်ခက်ရက်စဲမယ်ဆိုပြီးတော့ကျင်ညာလာတယ်အဲရက်စဲတဲ့ဒါကာလအနေနဲ့ဆိုရင်ဧပြီလ2ရက်နေ့ကနေပြီးတော့22ရက်နေ့အထိဒါရက်20ကြာပေါ့နော်ဒါအပြစ်ခက်ရက်စဲမယ်ဆိုပြီးတော့ကျင်ညာလာတယ် အမှန်တော့မင်းအွန်လိုင်းကသူ့တက်ရဲ့အခြေအနေကို तू မသိတာလဲပါမယ်ဗျအဲပြီးတော့ဒီလိုမျိုးဒါပြက်ခတ်ရက်ဆဲမယ်လို့သူ့ဘက်ကမပြောလာခင်မှာပဲဒေါ်လာရင်းအင်အားစုတွေဘက်ကနေပြီးတော့ဒီပြက်ခတ်ရက်ဆဲတဲ့အကြောင်းကိုထုတ်ပြန်လာတာရှိတယ်ပထမဆုံးထုတ်ပြန်ကြေညာခဲ့တဲ့အဖွဲ့ကတော့ဒါ NUG အစိုးရပေါ့နော်ဒါ NUG အစိုးရဖြစ်တယ်တံပြန်ခုခံစစ်ကလွဲပြီးတော့ထိုးစစ်အားလုံးကို match လ30ရနေပြီးတော့ April လ7ရက်နေ့ထိခိတရက်ဆိုင်ထားမယ်ဆိုပြီးတော့ဒါ match လ29ရက်နေ့မှာထုတ်ပြန်လာခဲ့တယ်အဲကြေညာခဲ့တယ်ပေါ့နော် ။ဒါပြင်တကယ်လို့လွန်ကျွေးအာမခံမှုရှိတယ်ဆိုရင်ဒါစီဒီယံဝန်တန်းနေနဲ့အတူပေါ့နော်။ဒါငလင်ဘေးဒဏ်ခံစားရတဲ့ပြည်သူတွေကိုကယ်ဆယ်ရေးတွေ၊ကုညီရေးတွေပါအပဝင် ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ဒါပြတပါတဲ့ကြီးညာထားရလဲရှိတယ်။အဲအဲ့လိုဒါခိတအပြစ်ခက်ရက်ဆဲမယ်ဆိုပြီးတော့ကြီးညာလာတဲ့ကြီးညာချက်အပေါ်မှာကျွန်တော်တော်လန်ပြည်သူတွေကြားထဲမှာပေါ့နော်။အမြင်နှမျိုးရှိကြတယ်တချို့ကလည်းဒီကြီးညာချက်ကိုဒါဂျင်းနဲ့ကြားရရှိသလို အချို့ကြတော့လည်းမြင်မတူဘူးပေါ့နော်။ဘာလို့လဲဆိုတော့အဲဒီဟာကတော်လန်ရေးရဲ့အချက်ပေါ့ စစ်ကောင်စီရဲ့အခက်ပေါ့နော်အဲ့ကြအဲ့လိုအနေဒါမျိုးမှာအောင်မြင်မှုတွေရအောင်ယူကြရမယ်ဆိုပြီးတော့ပြောကြရည်လည်းရှိတယ်အခုနောက်နောက်တဝက်ကကြတော့ဒါခုနလိုပေါ့အခုလိုမျိုးငလင်ပေးတန်ခန်းစားနေရတဲ့ပြည်သူတွေကိုဒါကိုချင်းစားတဲ့အနေနဲ့ပေါ့နော်အားလုံးပူဆွေးတော့ကရောက်နေတဲ့အခြေအနေမျိုးမှာဒီလိုမျိုးအပြစ်ခက်ရစဲတာဟာဒါကောင်းမွန်ပါလေမွန်မြတ်ပါလေဆိုတဲ့ပုံစံမျိုးဒါထောက်ခံကြရလေရှိအဲဒါကိုတော့ဒါဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုပြီးတော့ဒါကျွန်တော်အနေနဲ့မပြောချင်ဘူးဘာဖြစ်လို့လဲဆိုတော့ ဒေါ်လာရင်းဘက်ကကြည့်မယ်ဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်ဒီချိန်ကဒါဖြစ်တဲ့လေလို့ယူဆတယ်ပေါ့နော်ယူဆတယ်နောက်တစ်ခုကတော့ဒါကျွန်တော်ဒါနောက်ထပ်ပြစ်ခတ်ရစဲဖို့ပေါ့နော်ပြစ်ခတ်ရစဲဖို့ထုတ်ပြန်ကြေညာခဲ့တဲ့အဖွဲ့တွေကတော့ဒါမြောက်ပိုင်းသုံးဖွဲ့ဖြစ်တဲ့ MNDAA TNLA နဲ့ AA တပ်ဖွဲ့တွေဖြစ်တယ်အဲဒီတပ်ဖွဲ့တွေကလည်းထိုးစစ်ကိုတလတာရက်ဆိုင်မှဖြစ်ကြောင်းပေါ့နော် April 1ရက်နေ့မှာထုတ်ပြန်လာတာဖြစ်တယ်အဲလက်ရှိအနေထားမှာပေါ့လက်ရှိအနေထားမှာအကျန်းဆုံးဖြစ်နေတဲ့ဒါအီလို့တပ်ဖွဲ့က ပြည့်ခက်ရစဲအထင်းမှာပါလာတာတော့ဒါကျွန်တော်အနေနဲ့ကလည်းနည်းနည်းတော့ဗောနော်နည်းနည်းတော့ဝမ်းနဲ့စိတ်မကောင်းဖြစ်ရတယ်ဗောနော်ဘာဖြစ်လို့လဲဆိုတော့အောင်ပွဲတွေအများကြီးကြားနေရတာအဲခုနလိုမကြားတော့မှလည်းစိုးတယ်ဗောနော်ဒါမဲ့ပြည်သူတွေအခုလိုမျိုးဒါအဖြစ်ဆိုးကြီးကြုံတွေ့နေရတဲ့အချိန်မှာအပြည့်ခက်ရစဲတာကလည်းအာပြည်သူတွေနဲ့အတူရှိကြောင်းပေါ်ပြတာဖြစ်လို့ဒါကလည်းဂျင်းနေရမှာဗောနော်ဘယ်လိုပဲဖြစ်ဒါဂျင်းနေဖို့ကောင်းပါတယ်ဒါမဲ့ကျွန်တော်အမြင်ရဆိုရင်တော့စက်ကောင်စီကိုမယုံဘူးဗျာမယုံဘူးအဲသူတို့တွေကဘယ်တော့မှဂရုမတည်ဘူးဗောနော် ဒါနဲ့ပဲဒါစကားစားဘက်ကတော့ဗောနော်ဒေါ်လာရင်းအင်အားစုတွေဘက်ကအခုလိုမျိုးခိတပြစ်ခတ်ရက်စဲတယ်ဆိုတော့ထုတ်ပြန်ကြေညာချက်တွေထွက်လာပြီးတိတ်မကြားခင်မှာပဲဗောနော်အဆစ်ဆက်တိုက်မယ်ဆိုပြီးတော့ဒါမင်းအောင်လိုင်းကပြောလာတာရှိတယ်အဲသူရဲ့အကြောင်းပြချက်ကလည်းပါလဲဆိုတော့ဒီဒေါ်လာရင်းတပ်ဖွဲ့တွေရဲ့အပြစ်ခတ်ရက်စဲမှုထုတ်ပြန်တဲ့ဟာတွေလည်းသူသိတယ်ဗောနော်အဲပြီးတော့ကျတော့ဒီလိုမျိုးထုတ်ပြန်ထားပေမဲ့အဲစစ်တိုက်ဖို့အတွက်ကိုဗောနော်ထိုးစစ်မလုပ်ဘူးဆိုရင်တော့မှစစ်တိုက်ဖို့အတွက်ကိုပြင်ဆင်နေတာတွေစုဖွဲ့နေတာတွေလေ့ကျင့်နေတာတွေလုပ်တယ်ဗောနော် ပြီးတော့အဲ့လိုလောက်တာဟာလည်းတိုက်ခိုက်တာဖြစ်တယ်ပေါ့နော်အဲအကြောင်းမလို့ तू ကတော့ဆစ်ဆက်တိုက်မယ်ဆိုပြီးတော့ तू ကကြီးညာလာတာရှိတယ်ဒီလိုပြောခဲ့တာကတော့ဒါဧပြီလ1ရက်နေ့ပေါ့နော်အဲ तू ကလည်း तू ပြောသလိုပဲပေါ့နော် तू ပြောတဲ့အတိုင်းပဲပြည်သူတွေဒီလောက်ဒုက္ခရောက်ပြီးတော့ဆင်းရဲခက်ခဲကြမ်းတမ်းနေတဲ့အနေအထားမျိုးမှာတောင်မှပဲအဲတိုင်းနဲ့ပြည်နယ်၅ခုလောက်ကိုဆက်ပြီးတော့ဒါပုံကျဲတိုက်ခိုက်တာမျိုးတွေအထိုးစစ်ဆင်တာမျိုးတွေ तू လောက်ခဲ့တယ်ပေါ့နော်နောင်ချိုမကွေးစင်ကူအစရတဲ့ဒေသတွေကိုဒါလေချောင်းတိုက်ခတ်မှုတွေသူတောက်လျှောက်လုပ်တယ် အဲပြီးတော့ဒါပြည်သူတွေဒီလောက်ထိဒါငလင်ပေးတဲ့အကြောင်းမလို့ဒုက္ခဒုက္ခတွေခံစားနေရတဲ့အချိန်မှာတော့မှပဲသူဘုံကျဲမပြတ်ခဲ့ဘူးပေါ့နော်အဲချို့နေရာတွေဆိုရင်ငလင်လှုပ်နေစဲကာလပဲရှိသေးတယ်နောက်ဆက်တွဲငလင်နေပေါ့နော်လှုပ်နေတဲ့အချိန်ပိုင်းလောက်မှပဲရှိသေးတယ်ဘုံကျဲတက်ခိုက်တာမျိုးတွေသူလှုပ်ခဲ့တယ်ပြီးရင်ဒါလက်ဘလပေါ့နော်လက်ဘလကျွေးအစင်းကူးမျိုးနေတဲ့လက်ဘလကျွေးဒါဆိုရင်ဒါဒါမန်လေးနဲ့ဘယ်တော့မှဝေးတာမဟုတ်ဘူးမန်လေးဆိုရင်လည်းဒီငလင်တန်ကိုပေါ့နော်တော်တော်လေးခံစားခဲ့ရတဲ့မျိုးဖြစ်တယ်အဲ့တော့အဲ့လိုမျိုးနေရာမှာရှိတဲ့ငလင်တန်ခံစားနေရတဲ့ ဒါဒီလက်ပံလာလို့နေရာမျိုးကိုတောင်းမှပဲဒါပုံကျဲတိုက်ခိုက်မှုတွေလှုပ်တယ်ပြီးရင်သူ့ရဲ့စစ်သားတွေကဒီဒေသခံတွေရဲ့အိမ်နေပေါ့နော်အဲဒါအဆောက်အဦတွေကိုမိရှုဖျက်ဆီးတာတွေလှုပ်တယ်အဲ့တော့ငလင်တန်ခန်းစားရလို့မှဝမ်းနဲ့ပူဆွေးနေပါတယ်ဆိုနေမှာခုနကလိုတိုက်ခိုက်မှုတွေအဲဆက်ပြီးတော့ခန်းစားရတော့ပြည်သူတွေတနာဖို့ကောင်းတာပေါ့နော်အဲ့လိုမျိုးကိုဒီကောင်ရက်ဆက်ခဲ့တာဖြစ်တယ်ဒီလိုတိုက်ခိုက်မှုတွေအဆက်မပြတ်လှုပ်ဆောင်နေရင်းကနေရုတ်တရက်ပေါ့နော်ဧပြီလ2ရက်နေ့ညမှာတော့ဒါဧပြီ22ရက်နေ့ထိ အပြစ်ခတ်ရက်စဲမယ်ဆိုပြီးတော့သူကြီးညာခဲ့တာရှိတယ်။အဲပြောရရင်ဒီမတိုင်ခင်ပေါ့နော်သူအာရပါရကိုတိုက်ခိုက်ခဲ့တာအာရပါရကိုဘုံကျဲခဲ့တာပေါ့နော်သူပြောရတဲ့အထဲမှာဒါငယ်လီနန်ခန်းစားနေရတဲ့အဲပြည်သူတွေကိုဒါကိုချင်းစာနာလို့ပေါ့နော်ပြီးတော့ကျတော့ဒီငယ်လီနန်ခန်းစားရတဲ့ပြည်သူတွေအတွက်ကဲဆယ်ရေးတွေကုညီကဲဆယ်ရေးတွေပြည်လဲထူထောင်ရေးတွေမှာအာတုံခွန်ဆိုင်လုပ်ဖို့အတွက်အခုလိုမျိုးအပြစ်ခတ်ရက်စဲတာဖြစ်တယ်ဆိုပြီးတော့လည်းပြောခဲ့သေးတယ်ပေါ့နော်အဲ့တော့တော်တော်လေးလည်းရည်စရာကောင်းတယ် ငလင်ဖြစ်နေတဲ့အချိန်မှာတော့ဘုံကျဲမပြတ်တဲ့ကောင်ကဒီလိုစကားမျိုးပြောရဲဆိုတာဒါရည်စားကောင်းတာပေါ့ဗျာဒီလားဒါဆိုရင်ဘာဖြစ်လို့စစ်ဆက်တိုက်မယ်လို့ပြောပြီးတော့ဒါရက်20ကြာအပြစ်ခက်ရက်ဆဲဖို့ဒါကြီးညာခဲ့တာလေပေါ့နော်အဲ့ဒီကြီးညာချက်ကတော့ယုံဝမ်းပါမလားအဲကျွန်တော်တွေးမိတော့ကတော့ तू စစ်ဆက်တိုက်မယ်လို့ကြီးညာနေစဲမှာပဲငလျင်ဘေးကြောင့်မလို့ဒါနိုင်ငံတကာကဒီမြန်မာပြည်သူတွေရဲ့ဒုက္ခတွေတောကတွေ အဲခက်ခဲမှုတွေအဖြစ်ဆိုးတွေကိုပို့ပို့ပြီးတော့တည်လာတယ်အဲမြန်မာအတွက်ကြဲကြဲကြလောင်လောင်ဒါအတန်လေးပို့ပြီးတော့ထွက်လာတယ်အချို့တွေဆိုရင်သူကဖြစ်ဖြစ်ချင်းမှာအင်တာနက်လေးဖုန်းလိုင်းတွေပြတ်သွားတယ်ပြတ်သွားကြတော့မှတ်တမ်းယူထားရတော့ရှိတယ်ဒါပေမဲ့ချက်ချင်းလက်ငယ်လိုင်းပေါ်ကို ဒါပြည်သူတွေသိအောင်ပေါ့နော်အခြားနိုင်ငံကသိအောင်သူတို့မတင်နိုင်ခဲ့ဘူးဒါပေမဲ့ရပိုင်းလောက်အကြာမှာပဲဒီချိုးကအဲ့နေရာနေပြီးတော့ဒါလိုင်းကောင်းတဲ့နေရာရောက်တယ်ဒါမှမဟုတ်လဲဖုန်းလိုင်းပြန်ပြီးတယ်အဲဒါမှမဟုတ်လဲဖုန်းလိုင်းကောင်းတဲ့နေရာရောက်တဲ့ခါကျတော့ဒီသတင်းတွေဒီအဖြစ်ပျက်တွေဒီခုနကလိုဗီဒီယိုမှတ်တမ်းတွေကတောက်လျှောက်တောက်လျှောက်တက်လာတယ်ပေါ့နော်အဲတက်လာတဲ့အချိန်ကျတော့ပြောတာမြန်မာပြည်သူလူထုကဘလောက်တောင်မှဒီငလင်တန်းကိုခံစားနေရတယ်ဆိုတဲ့ဟာတွေကိုနိုင်ငံကကပို့ပြီးတော့အာရုံစိုက်မှုတွေဖြစ်လာတယ်ပြီးတော့ဒါနိုင်ငံက အဲအကူညီကယ်ဆယ်ရေးအဖွဲ့တွေကအစပါเนาะဒီလိုမျိုးဗီဒီယိုမှတ်တမ်းတွေတက်လာတာလည်းရှိတယ်ပြီးတော့ဒါအဲသတင်းတောက်တယောက်ဆိုရင်ပေါ့เนาะသူဒီမြန်မာရဲ့အခြေအနေပေါ့เนาะမြန်မာနိုင်ငံရဲ့အခြေအနေပြီးရင်ဒါစစ်ကောင်စီပေါ့เนาะဒီလိုသူအစိုးရလို့အတင်းလုံယူနေတဲ့စစ်ကောင်စီရဲ့ဘာမှပြင်ဆင်ထားမှုမရှိတဲ့အကြောင်းတွေပြည်သူပေါ်မှာစေနာမရှိတဲ့အကြောင်းတွေအဲနိုင်ငံတကာအကူအညီတွေလိုပါတယ်ဆိုပြီးတော့ဒါတရင်တွေသတောင်းစားလို့တောင်းနေပေမဲ့ပေါ့เนาะတကယ်ဆက်သွယ်တဲ့အခါမှာလုံးဝအကြောင်းမပြတ်မှုဆိုတဲ့အကြောင်းအရာတွေကိုလိုက်ပြီးဖော်ပြနေတဲ့ ပုံစံမျိုးတွေလည်းရှိလာတဲ့အခါအဲမြန်မာနိုင်ငံရဲ့အခြေအနေကိုပို့ပို့ပြီးတော့နိုင်ငံတကာကသိလာတယ်။ဒီလိုအခြေအနေမျိုးမှာတောင်မှပဲပေါ့နော်။အဲနိုင်ငံတကာကတောင်မှလာပြီးတော့ကူညီကယ်ဆယ်ဖို့အတွက်စ조사နေတဲ့အချိန်မှာမင်းအွန်လိုင်းဆိုတဲ့ကောင်ကပြည်သူကယ်ဆယ်ဖို့မတွေးဘဲနဲ့ဒါဘုံကျဲတဲ့အလုပ်တွေကိုဆက်ပြီးတော့လုပ်နေတယ်။ပြည်သူတွေကိုတတ်ဖြတ်ဖို့အလုပ်တွေကိုဆက်ပြီးတော့လုပ်နေတယ်။ပြီးတော့ဒီလိုမျိုးလာတဲ့ရည်တန်းတွေကိုပြစ်ခတ်တာမျိုးတွေရှိလာတယ်နောက်တစ်ခုကကဲဆယ်ဖို့သွားတဲ့အဖွဲတွေအားလုံးပေါ့နော်တော်တော်များများကိုစစ်ဆေးတာတွေ အဲပြီးရင်ဒါနားလို့ပေါ့နော်ဟိုအချက်လက်တွေစီစစ်တာတွေပြီးတော့ကြတော့ဒါအချိန်ဆွဲတာမျိုးတွေပေါ့နော်ဒါမျိုးတွေပြီးရင်ပိတ်ပင်တာတွေတားဆီးတာတွေအချို့တွေကိုပြန်လှည့်ခိုင်းတာမျိုးတွေဒါမျိုးတွေကိုလည်းဒါတဖြည်းဖြည်းနဲ့သိလာကြတယ်ဒီကောင်အဲ့ဟာမျိုးတွေကိုပဲသူစိတ်ရောက်နေပဲအဓိကတော့ပြည်သူကိုကူညီဖို့ကယ်ဆယ်ဖို့ဆိုတာသူကောင်းထဲမှာမရှိဘဲနဲ့ပြည်သူကိုတက်ဖြတ်ဖို့ပြီးရင်သတင်းတွေဖုံးဖို့သတင်းတွေလိမ်ဖို့အဲနိုင်ငံသားသတင်းတော့တွေအဝင်မခံဘူးဆိုတာကလည်းဒီလိုရည်ရွယ်ချက်တွေကြောင်းမလို့ဒါသူပိတ်ပင်ထားတာပေါ့နော် အဲဥစ္စာတွေကိုဒါတဖြည်းဖြည်းနဲ့ဒါပြည်သူလူထုရဲ့တင်ပြမှုတွေကနေပြီးတော့ပို့ပို့ပြီးတော့တည်လာခဲ့တယ်အဲကျတော့သူအပြစ်အဲပြောခံရမှာလေရှိလာတယ်ပေါ့နော်ရှိလာတယ်အဲတစ်ဖက်ဒါတော်လိုင်းအင်အားစုတွေဘက်ကအခုလိုမျိုးအပြစ်ခတ်ရက်စဲထားချိန်မှာတော့မှပဲပြည်သူတွေဒုက္ခရောက်လို့ကိုရင်းစာပြီးတော့ခုနလိုရက်ထားပါလေဆိုတဲ့အချိန်မှာတော့မှပဲသူ့ကိုယ်သူအစိုးရလို့ပြောနေတယ်မင်းအောင်လိုင်းကကြတော့ဆက်ပြီးတော့တိုက်ခိုက်ဖို့အတွက်ကိုလှုပ်ဆောင်နေတယ်ဆိုပြီးတော့အမြင်ခံမှာသူကြောက်လာတယ်ဒါကြောင့်မလို့လေဒါ ပြစ်ခတ်ရစဲတယ်ပေါ့နော်အဲ20ရက်20ကြာကာလအပြစ်ခတ်ရစဲဆိုပြီးတော့သူ့အနေနဲ့ထုတ်ပြန်ခြင်းဖြစ်တယ်လို့ဒါကျွန်တော်ယူဆတယ်ပေါ့နော်နောက်တစ်ချက်ကတော့အဲနိုင်ငံရဲ့အကူအညီပံ့ပိုးမှုတွေကိုပုံမရရှိစေခြင်းလို့ရပြီးရင်အဲနိုင်ငံရဲ့အတိမံပြုမှုတွေရခြင်းလို့ရပြီးတော့ကြတော့ဒါနိုင်ငံကနဲ့ဒါတန်တမန်ရေးဆက်ဆံရေးတွေပေါ့နော်နိုင်ငံတမန်ရေးဆက်ဆံရေးတွေကိုပို့ပြီးတော့ကောင်းမွန်စေဖို့အတွက်သူ့ရဲ့ပုံရိပ်ကောင်းကိုတိဆောက်ချင်တာရအဲနောက်တစ်ခုကတော့သူသားလင်းအစိုးရပါဆိုတဲ့ဟာမျိုးကိုသူပြချင်တာရအဲပြီးတော့ကြတော့ဒါ နန္ဒကာကသူ့ကိုပိတ်ဆို့ထားတဲ့ဖိအားတွေကိုတနည်းတစ်ပုံပေါ့နော်အနည်းငယ်များသူယော်ပါကျင်နေဆိုတော့အရွယ်ချက်တွေကြောင်းလို့လေဒီထုတ်ပြန်တဲ့ဟာကိုလုပ်တယ်လို့ယူဆတယ်။အဲနောက်တစ်ချက်ကတော့ဒါသူပြောတဲ့စကားတိုင်းသူလုပ်ပြရမှာရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအပြစ်ခက်ခက်တာအပြစ်ခက်ရက်ဆဲတယ်ဆိုပြီးတော့သူပြောတဲ့အထဲမှာဒါငလျင်ပေးတံခန်းစားနေရတဲ့ပြည်သူလူထုကိုကူညီကယ်ဆယ်ဖို့ရဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေမှာအာတုံကိုစိုက်ပြန်ပြီးတော့ပါဝင်ဖို့အတွက်အခုလိုရက်ဆိုင်ရခြင်းဖြစ်တယ်ဆိုပြီးတော့ပြောထားတဲ့စကား အဲ့ဥစ္စာကို तू လုတ်ပြဖို့ရှိတာလေဗောနော်လုတ်ပြမှဖြစ်တော့မယ်အဲအဲ့အကြောင်းမလို့ဒါလုတ်ပြမယ်ဆိုရင် तू ကအဲသူ့ရဲ့တက်တွေကို तू သုံးရမယ်အဆိုတာအဲဒီငလင်ပေးတံခန်းစားနေရတဲ့နေရာတွေမှာသူ့တက်တွေကိုဒါကုညီတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ကဲဆယ်တာမျိုးပဲဖြစ်ဒါမျိုးပုံစံမျိုးတွေသူဟန်ပြလုတ်ပြမယ်တကယ်လဲဟန်ပြတော့လုတ်ပြပါတယ်ဘာဖြစ်လို့လဲဆိုတော့ရှေ့မှာဒါဗီဒီယိုဖိုင်တွေလည်းတက်လာကြတယ်ပေါ့နော်အဲဒီစက်သားတွေရဲတွေဆိုရင်ဒါလုံးဝဒီ ပြည်သူဒုက္ခရောက်နေပါလေဆိုတဲ့နေရာတွေအသေးအတန်ဖြစ်နေပါလေဆိုတဲ့နေရာတွေမှာလုံးဝမရှိဘူးဘာမှမရှိတဲ့ဒီအုပ်ပုံကြားထဲမှာအုပ်စီတဲ့အလုပ်တွေလုပ်တာမျိုးပေါ့နော်အဖျားတစောင်းနေကြားထဲကအပြက်စီအုပ်ပုံတွေကိုဒါရွှေ့ပြောင်းရှင်းလင်းတာမျိုးအမိုက်သိမ်းတဲ့အဆင့်လောက်ပေါ့ဗျာအမိုက်ရှင်းတဲ့အဆင့်လောက်ကိုပဲသူလုပ်ပြတဲ့ဒါ for show အခွက်တွေလည်းဒါပြည်သူလူထုတွေကြားထဲမှာအများကြီးပဲထင်တာမြင်တာရှိလာတယ်ပေါ့နော်အဲဒါကြောင့်အဲ့လိုဟာမျိုးတွေသူပို့ပို့ပြီးတော့လုပ်ပြရလိမ့်မယ်လုပ်ပြဖို့အတွက်သူတက်တယ်လို့လာတယ် ဘာလို့လက်ရှိအနေအထားအရနိုင်ငံတော်ကသူတိုက်ခိုက်နေရတဲ့အခါသူတက်တယ်သူမလောက်ဘူးဗျာဘာဖြစ်လို့လဲတချို့တက်တယ်ဆိုရင်ရှေ့တန်းမှာ6နှစ်လောက်တည်တော့အနေအထားတွေဖြစ်လာလောကနောက်တန်းမှာပြန်ရအောင်အဲ့လိုအနေအထားမျိုးကနေပြီးတော့ဒီကေစေးလုပ်ငန်းတွေမှာပါသူလောက်ရတော့မယ်ဆိုရင်သူအင်အားတွေပို့ထုတ်ရတော့မယ်အဲသူလက်ရှိအနေအထားကမြို့ပေါ်နေရာတွေတောင်မှပဲမြို့ပေါ်မှာရှိတဲ့တက်တွေတောင်မှပဲသူကလုံခြုံရေးနဲ့ဆိုင်တဲ့ကိစ္စတွေသူတို့သူတက်အတွက်ပေါ့နော်အဓိကပြည်သူအတွက်မဟုတ်ဘူးအဓိက ဒီသူတို့ရဲ့တက်တွေအတွက်လုံကျွေးနဲ့ဆိုင်တဲ့ကိစ္စမျိုးတွေနဲ့မအားမလက်ဖြစ်နေကြတဲ့အနေအထားမှာဒီကဲစဲလုပ်တယ်မှာမှာလောက်ရမယ်ဆိုတော့အဲ့တက်တွေကိုတုံးရတော့မယ်အဲ့တက်တွေကိုတုံးရပါပြီဆိုတဲ့ခါကျရင်ဒီမျိုးပေါ်မှာသူ့တက်တွေကလုံကျွေးယော်ပါလာမယ်အဲနောက်တစ်ချက်ကတော့ဒါငလင်တန်ကြောင့်ခံစားရတဲ့ပျက်စီးဆုံးရှုံးမှုတွေထဲမှာသူ့တက်ကကောင်တွေလည်းအများကြီးပါတယ်အဲအချို့နေရာတွေမှာဆိုရင်ဒါတက်ရဲ့ online နေရာစာပြိုကျပျက်စီးသွားတာရှိတယ်အဲဒီပြင်အဆောက်အဦတွေပြိုကျပျက်စီးရရရှိတယ်ထိခိုက်ဒေဆုံးမှုတွေရှိတယ်အဲဒါတော့မှပဲထိခိုက်ဒေဆုံးမှုတွေခုနကလိုပေါ့နော် အပြင်မှာထွက်ပြီးတော့နေနေရတဲ့အနေအထားမျိုးတွေဒါမိသားစုတွေပေါ့နော်အဲ့လိုဟာတွေကိုသူကဥစားပေးမလုပ်ပေးဘဲနဲ့ပြိုကျသွားတဲ့ outer line တွေကိုအရင်ဥစားပေးလုပ်နေတယ်ဆိုပြီးတော့လည်းဒါသတင်းတွေသိရတယ်ပေါ့နော်အဓိကတော့ဒါလေတက်လိုနေရာမျိုးတွေသူ့အတွက်အရေးအကြီးဆုံးဖြစ်နေတဲ့ဒါလေတက်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီလေတက်ကြောင်းလို့ပဲသူနည်းနည်းခံတာနေလားအဲ့လိုနေရာမျိုးတွေကဒါလုံညွေးပိုင်းတွေအားနေလာတယ်အဲ့ဒါကြောင့်မလို့ဒါသူကဒီခုနလိုပေါ့နော်ပြိုကျသွားတဲ့ outer line တွေကိုဥစားပေးလုပ်နေရတာပေါ့အဲ့တော့ကျတော့အဲတကယ်လို့ဒါ အဲကေဇေးလုပ်ငန်းတွေမှာလည်းသူကပါရမယ်အဲအဲ့လိုမျိုးတကယ်လို့ဒါနာသူတက်တရားကေဇေးအလုပ်တွေမှာလည်းပါရမယ်အဲ့လိုပါနေတဲ့ချိန်မှာသူဒါနောက်နောက်မှာရှိတဲ့သူ့ရဲ့တည်ရင်ဌာနချုပ်တွေကအင်အားနည်းနေမယ်ဆိုရင်ဝင်ပြီးတော့တိုက်ခိုက်ခံရနိုင်တယ်အဲ့လိုတိုက်ခိုက်တဲ့ခါမှာအလွယ်တကူလူလိုင်းတက်ဖွဲ့တွေကအောင်မြင်နိုင်တယ်သူ့အနေနဲ့ဘာမှတက်နိုင်မှာမဟုတ်ဘူးပေါ့နော်အဲအဲကြောင့်မလို့ဒါငါလည်းငါအတွက်လည်းတကယ်တမ်းပြောရင်တော့ဒါတက်ရှူပေါက်ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူအခုလိုမျိုး အဲဂျင်ညာချက်ထုတ်တယ်လို့ပဲကျွန်တော်တို့ယူဆတယ်အဲဘာလို့လဲဆိုတော့ခုနလိုသူ့တက်တွေလုံးဝမလောက်ဘူးအင်အားတွေမရှိဘူးဒီကြားထဲမှာသူပြောထားတဲ့စကားအတိုင်းပဲနိုင်ငံတကာနဲ့ပို့ပြီးတော့ဆက်ဆံရေးအဆင်ပြေလာစေဖို့ဒီဂရိကိုသူတည်ရမယ်တည်ရမှာဖြစ်တဲ့အတွက် for sure အလုပ်တွေမှာသူ့တက်တွေကိုတုံးရမယ်အဲတုံးရမှာဖြစ်တဲ့အခါလုံခြုံရေးအာဒီထက်ပို့ပြီးတော့မဆိုးဝါးအောင်လို့ဆိုပြီးတော့သူကလည်းရောရောင်ပြီးတော့ ဒါခိတအပြစ်ခတ်ရစဲတယ်ဆိုပြီးတော့ကြီးညာချင်းဖြစ်တယ်လို့ယူဆတယ်ပေါ့နော်။ဘာဖြစ်ဖြစ်အခုလိုမျိုးဒါအပြစ်ခတ်ရစဲတယ်ပေါ့နော်။ဒိုလိုင်းအင်အားစုတွေဘက်ကလည်းခိတအပြစ်ခတ်ရစဲတယ်။မင်းအွန်လိုင်းဘက်ကလည်းရစဲတယ်။အဲ့လိုရစဲမှုတွေအတူတူတောင်မှပဲတကယ်တကယ်တမ်းအသက်ရှူချောင်သွားတာကမင်းအွန်လိုင်းရဲ့စစ်သားတွေဖြစ်တယ်။ပြီးရင်မင်းအွန်လိုင်းကိုယ်တိုင်ဖြစ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့နေ့စဉ်နဲ့မြတိုက်တိုင်းရှုံးစစ်ကောင်စီကဘယ်တိုက်ပွဲမှနိုင်တာမရှိဘူး။ဆက်တိုက်လဲသူတို့အနေနဲ့နိုင်စရာအကြောင်းမရှိဘူးပေါ့နော်။အဲ့တော့ အဲသူတက်တာဆိုရင်နေ့စဉ်အသက်ဘေးရှင်ဆိုင်နေရတဲ့ဟာကနေခဏလောက်လွတ်မြောက်သွားတယ်ဘာဖြစ်လို့ဆိုတော့ဒေါ်လိုင်းတက်ဖွဲ့တွေကမတိုက်ဘူးဆိုရင်ပြောထားဖြစ်တဲ့အတွက်ပေါ့နော်အဲဒီလိုတောင်မှပဲဒါကြောင့်ယောင်ကြည့်လို့မရဘူးအဲသူပြောတဲ့အထက်မှာပါတယ်ဒါအဲဒီလိုမျိုးမတိုက်ဘူးလို့ထုတ်ပြန်တာတောင်မှပဲပေါ့နော်အဲဒေါ်လိုင်းအင်အားစုတွေဘက်ကစုဖွဲ့တာတွေပြင်ဆင်တာတွေလေ့ကျင့်တာတွေလုပ်တာဟာသူ့ကိုတိုက်ခိုက်တာပဲပေါ့နော်အဲအကြောင်းမလို့သူကတော့တုံ့ပြန်မှာပဲဆိုပြီးပြောထားရှိတယ်အဲကြောင့်ဘလို့ပဲဖြစ်ဖြစ်သူကလည်းဒီရတဲ့အချိန်တော်တွင်လေးမှာသူ့အတွက်သူ့ အဆင်ပြေနိုင်တဲ့နည်းလမ်းတွေကိုသူစူးစမ်းပြင်ဆင်နေမှာပဲအတိုက်ခိုက်ဖို့အတွက်ကိုသူပြန်ပြီးတော့ဥတီมาပဲပေါ့เนาะအဲဒါကြောင့်ဘလိုပဲဖြစ်ဖြစ်ရန်သူကိုအချိန်ပေးလိုက်သလိုလေးတော့ဖြစ်သွားတယ်အဒါပေမဲ့လည်းကျွန်တော်တို့ဒါမပေးမဖြစ်တဲ့အရာပေါ့เนาะဘာဖြစ်လို့လဲဆိုတော့ဒါပြည်သူတရားလုံးအခုလိုမျိုးပူဆွေးတော့ကရောက်နေတဲ့အချိန်မှာဒီဥစ္စာကြီးကိုပဲလုံနေလို့တော့မဖြစ်ဘူးပဲလေเนาะအဲဒါကြောင့်အဲဒါဘလိုပဲဖြစ်စစ်ကောင်စီဘက်ကတော့တော်တော်လေးအသက်ရှူချောင်သွားတဲ့အနေအထားတစ်ခုလို့တော့မြင်ရတယ်အဲနောက်တစ်ခုကဒီဥစ္စာကိုမယုံသင့်ဘူးဆိုတဲ့ဟာကိုလည်းဒါ KNY ကိုပြောထားတယ်ပေါ့เนาะအဓိကတော့ ဒီမင်းအောင်လိုင်သူထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်ကြေညာချက်ကိုသူကိုယ်တိုင်လိုက်နာဖို့အရေးကြီးတယ်သူကိုယ်တိုင်လိုက်နာဖို့လိုတယ်ဆိုတဲ့ဟာကိုပြောထားတယ်အဲ့ကျသူကိုယ်တိုင်လိုက်နာခြင်းရှိမရှိဆိုတာကိုလည်းကျွန်တော်တစ်ချက်ကြည့်အောင်ဘာလို့လဲဆိုတော့အဲသူကတော့ပြစ်ခတ်ရစဲမယ်လို့ပြောတယ်ပြောပြီးပြီးချင်းမှပဲသူတိုက်ခိုက်တဲ့ဟာတွေရှိတယ်ဗောနော်အဓိကဒါမင်းညားကသူကျင်ညာတယ်အဲကျင်ညာတဲ့ရက်ပြီးပြီးချင်းမှကိုပဲဒါဒီနေ့ဆိုရင်ဒါမနက်ပိုင်းမှာဗောနော်ဝိုင်းမော်ကိုဒါစစ်ကြောင်းထိုးလာလို့တိုက်ပွဲတွေဖြစ်နေတယ်ပြီးတော့ဗမော်ကိုလည်းအဲလေရင်နဲ့ဘုံကျဲတာမျိုးတွေရှိတယ်ပြီးရင်အင်းတော်မှာလည်းလေရင်နဲ့ဘုံကျဲတာမျိုးတွေရှိတယ် အပြောကြတော့ဒါညောင်ဦးမှာလည်းဒါတိုက်ပွဲမဖြစ်ဘဲနဲ့ကြေးရွာတွေကိုဘုံကျဲတာမျိုးတွေမီးရှို့တာမျိုးတွေရှိတယ်။ပြီးတော့ကင်းရင်ပြည်နယ်မှာလည်း Fruso ပေါ့နော် Fruso မှာလည်းအဲစစ်ကောင်စီတပ်ကမီးရှို့နေတဲ့ဗီဒီယိုဖိုင်တွေတက်လာတာတွေတွေ့ရတယ်ပေါ့နော်။အဲတော့ကြတော့မင်းအွန်လိုင်းကသူ့ရဲ့စကားကသူကဘယ်တော့မှဂရိတီတဲ့စကားမျိုးမပြောဘူး။သူ့ရဲ့လုံရက်နဲ့သူ့ရဲ့ပြောတဲ့စကားနဲ့ကဘယ်တော့မှကိုက်ညီမှုမရှိဘူးဆိုတာကိုလည်းဒီချက်တွေကိုကြည်ချင်းအပြင်သိသားစေတယ်။အဲသူ့ဘသူဘလောက်ပဲဟွာဖြစ်ဖြစ်လေချောင်းနဲ့လာပြီးကျဲပြီဆိုနေတာဒါသူ့ရဲ့အာခုနလိုထုတ်ပြန်ထားပါတယ်၊ကြီးညာထားပါတယ်ဆိုတော့ ဂျင်ညာချက်တွေကိုချိုးပေါက်တာ ਨੇ အတူတူပဲပေါ့နော်အဲ့တော့ကျွန်တော်ဘက်ကလည်းရန်သူကိုရှော့ထွက်လို့မရဘူးရန်သူကဒီဥစ္စာကိုအခွင့်ကောင်းယူလာနိုင်တယ်ကိုဘက်ကတော့ဒါကဒါလူသားချင်းစာနာမှုနဲ့ပတ်သက်တဲ့ဟာမျိုးဖြစ်တဲ့အတွက်ပေါ့နော်ကိုဘက်ကစောင့်ထိန်နေဆိုရင်တော့မှပဲမင်းအွန်လိုင်းကစောင့်ထိန်မှာမျိုးတော့မရှိဘူးဗျဒါကြောင့်မလို့လေသူထုတ်ပြန်ပြီးမကြခင်ပါပဲဒါခုနလိုလေချောင်းတက်ခိုင်းမှုတွေလုပ်တယ်ခြေရွာတွေကိုမိရှူတာမျိုးတွေလုပ်တယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ဘက်ကအနေပြီးတော့လေဒါဒေါ်လန်ပြည်သူတွေအနေနဲ့ပေါ့နော်ဒါကြီးကိုတစ်ထစ်ချယုံကြည်ထားလို့မရဘူးဗျာ ဟိုမင်းအောင်လိုင်ကသူလုတ်တဲ့လုတ်ရက်တွေကပေါ့နော်ဘယ်တော့မှလူဆန်တဲ့ဟာတွေမရှိဘူးအဲကြာသူပြောတဲ့စကားတွေကိုလည်းကျွန်တော်ယုံကြည်လို့မရဘူးအဲကြာဘလို့ပဲဖြစ်ဖြစ်ဒါလေချောင်းတိုက်ခိုက်မှုတွေအတွက်ကျွန်တော်တို့အမြဲတမ်းသတိရှိနေဖို့လိုတယ်ပူဆွေးတော့ကရောက်နေတယ်ဆိုပေမဲ့လည်းကျွန်တော်အမြဲတမ်းသတိမပြတ်နေကြဖို့လိုတယ်ပြီးတော့တော်လိုင်းအင်အားစုတွေအနေနဲ့လည်းပေါ့နော်မင်းအောင်လိုင်ကအခုလိုပြောထားလို့အားတို့ဒီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလွတ်လွတ်လပ်လပ်လုပ်ရလိမ့်မယ်လို့လည်းကျွန်တော်တို့မယူဆစေချင်ဘူး အဲပေါပေါတန်တန်ပေါ့နော်မတွေးကြစီခြင်းဘူးပြင်ဆင်နေတာရောတေချာပြင်ဆင်သင့်တယ်ပြီးတော့ကြတော့ဒါခုနလိုကဲဆယ်တဲ့အပိုင်းတွေမှာကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေအနေနဲ့ဆိုရင်လေအဲကိုတက်နိုင်တဲ့အပိုင်းတွေကနေပြီးတော့ကဲဆယ်မယ်ဆိုပြီးတော့လောက်ကြရရှိတယ်အဲအဲ့လိုမျိုးလောက်ကြတဲ့အခါပေါ့နော်ဒီကောင်ဘက်ကဂရီဖောက်ဖြတ်ပြီးတော့ ဒါကူညီကယ်ဆယ်တဲ့အဖွဲ့တွေကိုဖမ်းဆီးတာမျိုးတွေပြစ်ခတ်နှိမ်နင်းတာမျိုးတွေဒါမျိုးတွေမလုပ်ဘူးလို့မပြောနိုင်ဘူးပေါ့နော်အဲ့လိုတွေလှုပ်လာတဲ့ခါကျရင်ကိုယ့်ဘက်ကနေပဲအထိနာမှာဖြစ်တဲ့အတွက်ဒီလိုကိစ္စမျိုးတွေပေါ့နော်ဒီလိုကိစ္စမျိုးတွေကိုလည်းကြိုတင်ပြင်ဆင်ပြီးမှပဲဒေသစနစ်တကျလေးလှုပ်ရှားဖို့အတွက်ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်